ဟယ်လိုအားလုံးပဲဒီခက်ခဲတဲ့ကာလပါเนาะဒီစစ်ဘေးငလင်ဘေးဘေးရနေပေါင်းများစွာကြုံတွေ့နေဒီခက်ကာလရဲ့ပါပါเนาะဒီလိုမနေ့မှပြန်လဲဆုံတွေ့ခွင့်ရတာအားလုံးကိုမင်္ဂလာပါလို့ပဲနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာโอเคဒီနေ့မှာလဲကျွန်တော်တို့ဒီငလင်သတင်းတွေတော်လန်သတင်းတွေပြီးမြန်မာပြည်ရဲ့သတင်းတွေကိုကျွန်တော်တို့အတူတူအားမှကြည့်လိုက်အောင်เนาะ ပထမသတင်းတပုတ်ကတော့မြင်းမိုးရင်စစ်တပ်ကယနေ့ညပိုင်းလက်နက်ကြီးများဖြင့်ကြီးရွာများကိုပစ်ခတ်မှုပြည်သူ့အုပ်ထံရပြီးအလကပါရွာကိုဝေရောက်စီးနေကတရက်များပြစ်ဖောက်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အကြံဖက်စစ်ကောင်စီကဒီငလေလောက်တဲ့နေ့ကစပြီးတော့နော်မတိုင်ခင်ကလည်းဒီစစ်ဖြစ်နေတယ်။လုံတုံးကလည်းဆက်ပြီးတော့ပြစ်နေတယ်ပေါ့နော်။အခုလည်းဆက်ဇက်တိုက်ပေါ့နော်။ဘုံကျဲနေတဲ့အခြေအနေတွေ့ရပါတယ်နော်။အခုလည်းဒီမှာကြီးရွာတွေကိုပစ်ခတ်မှုတွေကိုကျွန်တော်တို့တွေ့နေရတာဖြစ်ပါတယ်။ နောက်ရသတင်းတပုတ်ကလည်းပေါ့နော်စစ်ကူးမျိုးနဲ့လက်ပံလာရွာကိုစစ်တပ်ကယနေ့ညပိုင်းမနေ့ညပေါ့နော်လေးဖြစ်ဘုံကျတိုက်ခိုက်မှုရွာထဲ၌မိလောင်ပြီးရွာလုံးကျွတ်ထွက်ပြေးနေရတယ်ဆိုတဲ့အခြေအနေပဲဖြစ်ပါတယ်နော်အဲ့တော့ကျပ်ပတ်စစ်ကောင်စီကတော့ပြည်သူလူထုကိုအခုချိန်ထိစိတ်ဒုက္ခပေးနေတာပဲဖြစ်ပါတယ်အဲ့တော့သူတို့တွေကတကယ်ဆိုရင်တော့ရန်သူတွေရဲ့ပြစ်မှတ်တွေဆိုတဲ့သူတို့တိထားပြီးသားဖြစ်တယ်နော်မှတ်ပုံတင်ပြီးသားဖြစ်တယ်ဒါပေမဲ့လည်းရန်သူတွေရဲ့ပြစ်မှတ်တွေဒီပစ်တာမမဟုတ်ပဲနေပေါ့နော်ဥပမာ KNU ကောင်းဆောင်ကချင်ကောင်းဆောင်အဲ့ဒီသူတို့တိတာပဲပြစ်တာမဟုတ်ပဲနေပြည်သူတွေကိုပဲတမင်တကယ်ပေါ့နော်စိတ်တဲ့ စစ်စီပေါ့နော်ပြည်သူတွေစိတ်နဲ့ကြအောင်တမင်ပြည်သူတွေပဲရွေးချယ်မှာပြစ်ခတ်နေတဲ့အနေအထားဖြစ်ပါတယ်နော်မင်းအွန်လိုင်းတို့ရဲ့အခုနောက်ပိုင်းအခြေအနေနဲ့ပတ်သက်ပြီးတော့နော်ဒီငလင်မာတို့ဘလောက်ထိခိုက်သွားလဲဆိုတဲ့ဟာဒီအပြင်အခုချိန်မှာပေါ့နော်ဒီကျွန်တော်တို့ဒီတော်လန်ကထပ်ပြီးတော့တော်လန်ရဲ့စစ်တိုက်ရမှာလားပြီးသူကိုကူရမှာလားဒါမှမဟုတ်ဘလို့လောက်ရမှာလဲဆိုတာမျိုးကိုတုံ့တက်ပေးထားတယ်ဒီဘိုးကြီးစင်ရုံနဲ့စီတန်ဘိုးကြီးစင်ရုံနဲ့ဒေါက်တာမြေဝင်းဘတ်တို့ရဲ့ဒီဆွေးနွေးချက်လေးနားထောင်ကြည့်အောင်နော်ပြီးပြရမှာဖြစ်တဲ့အတွက်ဒါ အစ်တားရှင်းဆွဲလိုက်တဲ့သဘောမျိုးပေါ့နော်သူပြင်ပြင်ချိန်ရအောင်ပြီးရင်သူကတစ်ဖက်မှာလည်းစောလေးရပြောသလိုဒီဘက်မှာသာငလင်လောက်နေတာဟိုဘက်မှာဆက်တက်လေဒီနဲ့ဘုံကျဲတော့ drone နဲ့တိုက်ခိုက်နေတော့မှဖြစ်တယ်အဲ့ဒါလည်းစောလေးရဆံမာကြီးပြောသလိုပေါ့နော်စစ်ကောင်စီကကျွန်တော်တို့ဒီငကူတိုင်းအလားလက်နဲ့ကင်နေရဲ့ဌာနချုပ်စခန်းနေသူတို့လည်းပြင်မှတ်မှတ်ပုံတင်ထားပြီလားပြင်မှတ်မှတ်ပုံတင်ထားပြီဒါပေမဲ့ဒီစခန်းဌာနချုပ်တွေကိုတိုက်ခိုက်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ public area တွေပေါ့နော်ပြည်သူပိုင်းနေရာတွေကိုပဲပြည်သူပဲ ကြောက်လန့်တကြားနဲ့ဒုက္ခရအောင်ဒါလုပ်တဲ့အနေအထားဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကတစ်ချက်ဂရုစိုက်ရမှာရှိတယ်ဘာလဲဆိုတော့ကျွန်တော်တို့နာခဲ့တော့ကလည်းပြည်သူတွေရဲ့အပူမီးဖြစ်နေတော့မှာ2008ခြေဦးကိုလှုပ်လိုက်တယ်ပြီးရင်ကျွန်တော်တို့ကိုဗစ်တော့ကလည်းပြည်သူတွေစိတ်ညစ်နေတဲ့အချိန်မှာဒုက္ခရောက်နေတဲ့အချိန်မှာအာဏာထသိမ်းတယ်အခုတဘာဝငလင်တဘဒီဒီတဘာဝငလင်တစ်ခုရတာပြီပေါ့နော်အဲ့တော့ပြီးရင်သူကရွေးကောက်ပွဲလုပ်မယ်လဲကြီးညာထားသေးတယ်ကြီးညာထားသေးတယ် ဲ့တော့သူကဒီတဘာဝကပ်ဘေးကနေပြီးတော့အမြတ်ထုတ်ဖို့စေရေးပဲအရာပဲဖြစ်ဖြစ်နိုင်ငံရေးအရာပဲဖြစ်ဖြစ်အမြတ်ထုတ်ဖို့အတင်ချောင်းနေတဲ့ဒီစစ်အုပ်စုစစ်ဘုံချုပ်အုပ်စုဆိုတော့ကျွန်တော်တို့သတိကြီးကြီးထားဖို့တော့လိုပါတယ်ဘက်ပေါင်းဆောင်ကနေပါခင်ဗျဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါအဲ့တော့ကျွန်တော်တို့အခုဆရာမပြောတာရောပြီးတော့မှအခုဝိစီရောပြောတာရောပြန်ချုပ်လိုက်တဲ့ခါကျတော့ဒီစစ်အုပ်စုကတော့ဒီတဘာဝကပ်ဘေးကြီးငလျင်ကို အသုံးချမှာပဲအသုံးချတဲ့နေရာမှာခဏပြောတဲ့အကူအညီတွေကိုအာလိုတဲ့နေရာကိုမသွားဘဲနဲ့မှစစ်တိုက်မှာလားပြည်သူတွေကိုကူညီကူညီရမှာလားကူညီမယ်ဆိုရင်ဘယ်လိုကူညီကြမလဲဆိုတဲ့ဟာလေးပေါ့မိကွန်းပေါ်လာပါတယ်အဲ့တော့စစ်တိုက်ရမှာလားစစ်ရလိုက်ရမှာလားဘာလုပ်ရမှာလဲရှင်မနည်းနည်းစဉ်းစားပြပါဦးအခုအချိန်မှာပေါ့နော်ကျမတို့ကဟိုဒီဥစ္စာအာ ဒီဒီဒီနှစ်ခုလုံးလောက်ရမှာပေါ့နော်နှစ်ခုတစ်ခုလုံးလောက်ရမှာဒီမှာစစ်တိုက်တဲ့လူကစစ်တိုက်နေတာပဲအာဒါမဲ့ဒီဥစ္စာကိုကုညီတဲ့လူကလည်းကုညီနေတာပဲ so ဒီဒီအာနှစ်ခုလုံးလောက်ရမှာဆိုတဲ့ဥစ္စာကတော့ရှိပါတယ်အဲဒါမဲ့ဟိုဟိုအခုအချိန်မှာပေါ့နော်နည်းနည်းလေးတော့ကျမတို့ကဒီပြပကနေရှိနေတဲ့အာအာပြပမှာနေနေတဲ့အာ diaspora အာမြန်မာလူမျိုးတွေကတော့ပေါ့နော်အခုအချိန်မှာနည်းနည်းလေးပို့ပြီးတော့ အာယုံဆိုင်ရမှာကဒီ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 ဘေးရန်ဒီရနဲ့ပတ်သက်ပြီးတော့ဖြစ်သွားတဲ့ဥစ္စာကိုကိုကိုရင်းတုံးကလိုပါပဲကျွန်တော်တို့က practice ရှိတာပြီးသားဟိုနဲ့ဟိုဟိုဟိုနင်းဖြစ်တုံးကရေကြီးတုံးကရေကြီးတုံးကဘယ်သူလုတ်ပေးလဲသူတို့ကျွန်တော်တို့ဒီဒီပြပါလူတွေနဲ့အထက်ရလူတွေပဲလုတ်တာသူတို့ကဟိုမှာသူတို့မပါလုတ်လဲသူတို့ကမကူညီတဲ့အစားเนาะဒီမှာဝင်လာတဲ့ဟိုနင်းတွေကိုသူတို့တားဆီးတယ်လေသိတယ်မလားသူတို့သူတို့ပေးတယ်လို့မရဘူးဆိုလို့ရှိရင်ဒီ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  ဒီလှူလာတဲ့အလှူတိုင်းကြီးอ่ะသူတို့မဝင်ခိုင်းဘူးဟုတ်တယ်ပြီးတယ်မလားဆိုတော့သူတို့နောက်ပြီးတော့သူတို့ကိုနိုင်ဒီဥစ္စာအသုံးချပြီးတော့ခုနပြောသူတို့အဆေကြီးကိုဖောက်ပလိုက်တယ်အဲ့ဒါ၄ပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုလူတွေကလည်းပူပြီးကျွန်မရှင်းတာတော့ပူပြီးတော့ teach ဗာလေထင်ရှားမှာပါလူတွေကလည်းသိပါတယ်အဲဒါဒါပူပြီးတော့မှာထင်ရှားလာမှာကဒီစစ်တပ်က you know ဒီဒီဒီအာလုံးဝ လက်ခံလို့မရဘူးပေါ့နော်သူတို့ရှိနေသမျှကာလပတ်လုံးပြည်သူလူထုကဘယ်တော့မှမလုံခြုံဘူးဘယ်တော့မှနိုင်ငံလည်းဘယ်တော့မှမတိုးတက်နိုင်ဘူးဆိုတာသူတို့သိပါတယ်ဟုတ်ကဲ့ဘွေးစရောဘယ်လိုထင်လဲဟုတ်ကဲ့ဗျဒီအခုလက်ရှိငလျင်လောက်သွားတာပေါ့နော်ရေဘူးရဆန်ဆန်ကျွန်တော်တို့အကြမ်းင်းသုံးတက်ရမယ်ဆိုရင်စစ်ကောင်စီထိန်းချုပ်ထားတဲ့မျိုးကြီးတွေနဲ့မျိုးပြတွေမှာဖြစ်သွားတာရပါတယ် ကျွန်တော်တို့ဒီလွတ်မြောက်နယ်မြေတွေမှာလည်းမရှိဘူးလားဆိုတော့ရှိတယ်ဒါပေမဲ့စစ်ကောင်စီထိန်းချုပ်နယ်မြေတွေတော့မစိုးဘူးပေါ့နော်ဒါပထမတစ်ချက်မစိုးတော့မစိုးတဲ့အတွက်ဒါကျွန်တော်တို့တွေကတော့ပြီးတော့ကိုရီးလက်ရောက်သွားပြီးကုညီရင်လည်းသူတို့ကဖမ်းမှာပဲလေဒါဖမ်းမှာပဲရှိမှာပဲပြီးရင်ရိုးရိုးတာမန်လူတော်မှာပဲသူတို့ကလက်ခံတာမဟုတ်ဘူးသူတို့ပဲကုညီတာကိုလဝကြီးအုပ်ချင်တဲ့အနေထားရှိတယ်အဲ့တော့ကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကတော့ဒါကျွန်တော်တို့ကိုယ့်ပြည်သူတွေကိုညီမျိုးစုံနဲ့တော့ကုညီဖို့စူးစမ်းရမယ်ဒါပေမဲ့ဒီငလင်ဒီ ကျွန်တော်တို့ဒေါ်လာရဲ့အတွက်ပေးထားချက်တစ်ခုဖြစ်လာတယ်လို့မြင်တယ်။အဲသူတို့ကျွန်တော်တို့အဓိကဆက်သွယ်တဲ့သူတို့ဆက်သွယ်တဲ့ဒီအများပြည်သူလည်းတုံးတာပေါ့နော်ဆက်သွယ်ရေးလမ်းမတွေကတချို့ပြည့်စည်သွားတာတွေရှိတယ်။အပြန်ပြန်ရမယ့်အနေအထားတွေရှိတယ်။အဲ့တော့သူတို့ရဲ့စစ်ကူရိတ်ခါခဲယံပို့ဆောင်မဲ့အနေအထားကတ်တမှုတွေရှိလာတာတွေ့ရတယ်။ပြီးရင်ကျွန်တော်တို့အဓိကစိုးမိုးထားတဲ့လေချောင်းလေချောင်းမှာကျွန်တော်တို့လေရင်ခွင်းနေမှာဂျာဂိုင်လုံးတော်တော်များများပေါ့နော်။ ပြည်လန်းတွေကပျက်စီးတာရှိတယ်ပြီးရင်အတုံးပြူရံအသင့်အတုံးပြူရံမသိနဲ့ပေါ့နော်မသိနဲ့အနေထားမျိုးတွေရောက်နေတာရှိတယ်အဲ့တော့သူတို့လေကြောင်းမှာခါတိုင်းနဲ့စာရင်ကျွန်တော်တို့ကန့်တက်ချက်တွေရှိလာပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီတော်လန်ရဲ့အင်အားစုတွေကလွမြောက်နေမြေနဲ့ထိစပ်နေတဲ့အနည်းဆုံးစခန်းအနည်းဆုံးတိုင်ရင်ဌာနချုပ်တွေကိုဒါကျွန်တော်တို့သူတို့လေကြောင်းစုံမမှုနည်းသွားပြီဖြစ်တဲ့အတွက်ဒါကျွန်တော်တို့တွေဖြည်းဖြည်းချင်းဟန်ချက်ညီပြီးတော့ တိုက်စစ်ကိုမျက်နှာစာတစ်ခုတည်းကမဟုတ်ဘဲနဲ့ပေါ့နော်နေရာစုံကနေဟန်ချက်ညီညီဒါဖွင့်ပြီးတော့တိုက်လို့ရမယ်အချိန်ရောဘလို့ပဲဒါကျွန်တော်ကတော့ပြောရပါမယ်ဒီအချိန်ကတိုက်လို့အလွယ်ဆုံးပေါ့နော်အလွယ်ဆုံးသူတို့အမှန်တမ်းပြောရမယ်ဆိုရင်ဒါသူစစ်ကူဖြစ်ဟောလဲနောက်ပိုင်းရဲဘော်တက်တွေရှိတယ်ဒီနေပြည်တော်မှာထိခိုက်တဲ့ဟာတွေကိုပဲသူတို့စစ်တပ်ကလူတွေယာကနန်းမကပါဘူးကျွန်တော်တို့ဒီကရင်တထောင်အောင်ကြော်ကော်ဒီတာကိုရောက်နေပြီဆိုတော့ပျက်စီးမှုတော်တော်များပါတယ်အဲအဲ့ဒီအတွက်သူတို့စစ်ကူပို့ဖို့လဲ လူအင်အားကလည်းကျွန်တော်တို့ဒီရှင်းလာမဲ့လူစစ်တွေကိုပဲအလင်းစလိုပို့လို့ရတယ်အဲ့တော့ကျွန်တော်တို့ကအားထက်ပြီးတက်ရမဲ့ဒီတဘာဝဖန်တီးမှုတစ်ခုပေးလာတယ်ပေါ့နော်ပြည်သူတွေတော့ပျက်စီးတယ်ဒါပေမဲ့ကျွန်တော်တို့ကအစိုးရရအကောင့်ကိုရအောင်ယူပြီးတော့တိုက်ရမယ်အချိန်ပေါ့နော်ဟန်ချက်ညင်ညီနဲ့ဒစူဒစီတဲ့ဝေးဝေးလန်လန်တိုက်ဆရာမလိုပါဘူးကျွန်တော်ဒီလူမြောက်နယ်မြေနဲ့ထိဆက်နေတဲ့နေရာတွေကိုယ်ကွင်ထဲမှာရှိနေတဲ့တပ်စခန်းဌာနချုပ်တွေကိုတဖြည်းဖြည်းချင်းကျွန်တော်တို့တစားချင်းတစားချင်းတိုးပြီးတော့တိုက်ရမယ်အနေအထားမျိုးလို့မြင်မိပါတယ်ခင်ဗျာ စီရင်ဘွေးစီရင်နဲ့ဒေါက်တာမီမီဝင်းဘတ်တို့ရဲ့တုံ့တက်ချတုံ့တက်ထားတဲ့အကြောင်းအရာတွေဖြစ်ပါတယ်အခုဆိုရင်ဘွေးစီရင်ကဒီဟိုစစ်ကြီးကိုထဲရီသွားဖြစ်စရာမလိုဘောနော်ကိုယ့်ရဲ့ဒီထိချုပ်နေပြီးဘေးနာပတ်ဝန်းကျင်မှာရှိတဲ့ဂျပန်စစ်ကောင်စီစခန်းတွေကိုဝင်သိမ်းဖို့အဲသူကအကြံပေးတာဖြစ်ပါတယ်အဲ့တော့အဲခုချိန်မှာတော့အမျိုးမျိုး꽌ပြားနေပြီမြင်လဲကျွန်တော်တို့တော်လိုင်းကြီးကတော့ရရမသွားဖို့လိုတယ်ဆိုတာတော့သိကြပါပါတယ်ဗောနော်အဲ့တော့ခုချိန်မှာအချက်ဆက်စစ်ကောင်စီကတော့မရရဘူးကိုယ့်ဘက်ကမရရနေတာတော့ဘယ်လိုလဲတော့မသိဘောနော်ခလဲလှုပ်ဆယ်ရှိတာလှုပ်တာတော့အကောင်းဆုံးဖြစ်ပါနော် ကဲနောက်တဲ့တစ်ဖက်မှာလည်းအချမ်းပဲစစ်ကောင်စီကအခုဆိုရင်နိုင်ငံတကာကထောက်ပံ့တဲ့ဒီငလေနဲ့ဆက်ဆက်တဲ့ပစ္စည်းတွေငွေကြေးတွေအားလုံးကိုဘယ်လိုမျိုးတလွဲတုံးစားလုပ်ဖို့လုပ်နေလဲဆိုတာကိုအားလုံးကလည်းစိတ်ဝင်စားနေဖြစ်တာပဲเนาะအဲ့တော့ကိုကောင်ပြောထားတဲ့တွေတောင်းကြည့်အောင်เนาะငလင်ဘေးတံမြေပြင်အခြေအနေမှန်နဲ့နိုင်ငံတကာကကူညီထောက်ပံ့ထားတဲ့ပစ္စည်းတွေကိုတလွဲအသုံးချဖို့အတွက်အကြမ်းဖက်စစ်တပ်ကောင်းဆောင်မင်းအောင်လှိုင်ကတည်င်းအမှောင်ချဖို့စူးစမ်းနေပါတယ်။ကမ္ဘာနိုင်ငံအသီးသီးမှာဆိုရင် တဘာမဘေးအန္တရာယ်ကြုံလာပြီးနိုင်ငံကအရေးပေါ်အခြေအနေဖြစ်လာပြီးဆိုရင်ဆက်သွယ်ရေးအင်တာနက်ကို အခမဲ့အလဲကားအသုံးပြုလို့ရအောင်လုပ်ပေးထားကြတယ်အခုမြန်မာနိုင်ငံရဲ့စစ်တပ်အကြမ်းဖက်မင်းအောင်လှိုင်ကတည်င်းအမှောင်ချချင်တဲ့အတွက်ငလင်ဘေးဒဏ်တင့်နေတဲ့ဒေသတွေကိုအင်တာနက်တွေဖျက်တောက်ထားတယ်။အင်ဘေးဒဏ်အခြေအနေမှန်ကိုသိရမှနိုင်ငံတကာအစိုးရတွေကထိထိမိမိအကူအညီတွေကိုတိုးချဲ့ပေးနိုင်မှာเนาะ အခုတော့မင်းအောင်လှိုင်ကနိုင်ငံတကာမီဒီယာတွေကိုလည်းဝင်ခွင့်မပေးဘူးမြန်မာပြည်မှာလည်းလျှက်စစ်မီအင်တာနက်ဆက်သွယ်ရေးတွေကိုဖျက်တောက်ထားတယ်တင်းအမောင်ချထားတယ်ဒါကဘာကြောက်လဲဆိုတော့မင်းအောင်လှိုင်ကဒီမြန်မာနိုင်ငံရဲ့ငလင်ဘေးတန်အခြေအနေအမှန်တွေကိုတင်းအမောင်ချဖုံးကွယ်ထားခြင်းပြီးတော့မှနိုင်ငံတကာကပေးထားတဲ့အကူအညီတွေကိုတလွဲအတုံးချခြင်းတဲ့အတွက်တင်းအမောင်ချထားတာပြီးတော့ငလင်တန်တင့်နေတဲ့အချိန်မှာပဲစစ်တပ်က တနိုင်ကံလုံးအနှံ့ကိုလင်းနဲ့ဘုံလိုက်ကျဲနေတယ်။ငလင်းလှုပ်လှုပ်ချင်း28ရက်နေ့မှာနောင်ချိုကိုဘုံကျဲတယ်29ရက်နေ့မှာဒီကချင်ပြည်နယ်ဗန်မော်နဲ့စကိုင်းတိုင်းတဲကရေစကြိုမှာဘုံကျဲတယ်ဒီနေ့လည်းကယားပြည်နယ်မှာဘုံနေကျဲတယ်။အော်တနိုင်ကံလုံးငလင်းဘေးတန်ငလင်းတန်တင့်ခံစားနေရတဲ့အချိန်တနိုင်ကံလုံးဒုက္ခရောက်နေတဲ့အချိန်မှာအကျမ်းပတ်စစ်သက်မင်းအောင်လိုင်ကအဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့မှတည်င်းအမှောင်ချထားတယ်တစ်ဖက်မှာတနိုင်ကံလုံးအနှံ့လင်းရင်နဲ့ဘုံလိုက်ကျဲနေတယ် ဲ့ဒီတည်င်းကိုတော့ကျွန်တော်တို့ကန်ကောင်းထောက်မှဆိုတာပဲနိုင်ငံတကာတည်င်းမီဒီယာတွေစီကိုရောက်ပြီးတော့မှအခုနိုင်ငံတကာကတင်ပြနေတာဖြစ်တဲ့အတွက်နိုင်ငံတကာအစိုးရတွေကမင်းအွန်လိုင်းကိုဒါသတိပေးချက်တွေထုတ်ပြန်နေတာဖြစ်ပါလေအဲ့ဒီတော့ကျွန်တော်တို့ငလင်ပေးငလင်တံကိုခန်းစားနေရတယ်ကျွန်တော်တို့ပြည်သူတွေလည်းပဲကိုဒေတာမှာဖြစ်ပြနေတဲ့အခြေအနေအမှန်တွေကိုစူးစမ်းရိုက်ကူးပြီးတော့မှသတင်းမီဒီယာတွေထံကိုပို့ပါကြည်ဒါတော့မင်းအွန်လိုင်းလှုပ်ရည်ပြီပေါ့နော် မင်းကလည်းဒီကိုနိုင်ငံတကာသိပြီးမှအခုဆိုရင်ဒီမလေးရှားတို့ဘာလို့ဆိုလဲသူတို့စာတွေထုတ်ထားတယ်ပေါ့နော်သူတို့ရဲ့သတင်းဌာနကြီးတွေမှာဆိုရင် Champions ကောင်စီရဲ့ဘုံကျင်းမှုတွေကိုထုတ်ပေါ်ထားတွေ့ရပါတယ်နော်โอเคနောက်ထပ်သတင်းတစ်ခုအနေနဲ့ကတော့မနေ့တုန်းကတော့ဒီထိုင်ဝမ်ကအကူအညီကိုလက်မခံတာကတရုတ်ကြောင့်ဆိုပြီးမှအပြစ်တင်ခဲ့တဲ့ဂျော်မျိုးမင်းကခုဆိုဘလို့တစ်ဖက်ပြန်ပြောလဲဆိုတော့တစ်ချက်နားထောင်ကြည့်ရအောင်နော်အော်မလေးနဲ့ပတ်သက်ပြီးတော့အခုနောက်ဆုံးထိုင်ဝမ်နဲ့ ထိုင်ဝမ်အကူအညီနဲ့ပတ်သက်ပြီးတော့တချို့ကိစ္စတွေလူတွေမှာကြားထဲမှာသူတို့တို့ဖြစ်နေတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်သိရတာပြောပြပါမယ်။ထပ်သိရတာပြောပြပါမယ်။အာထိုင်ဝမ်ကအကူအညီချင်လို့အကူအညီမယ်ဆိုတဲ့ကိစ္စကိုဒီမှာအစိုးရကန့်ကွက်ထားတာတော့မရှိဘူး။အလားတူပဲမြေပြည်နိုင်ငံကမှကန့်ကွက်ထားတာတော့မရှိဘူးလို့သိရတယ်။ဒါပေမဲ့ဒီနေ့ကဟိုတောက်ဘူးကိုဘာလို့ပြောရလဲမရှိဘူးလို့သိရတယ်။ဒါပေမဲ့ထိုင်ဝမ်ရဲ့အကူအညီချင်တဲ့ပုံစံက तू ကထိုင်ဝမ်ကနိုင်ငံအနေနဲ့လာအကူအညီချင်တယ်လို့ပြောတယ်။ပြဿနာကထိုင်ဝမ်ကကုလသမဂ္ဂရဲ့ အဲတတ်မှတ်ချက်ထဲမှာထိုင်ဝမ်နိုင်ငံအနေနဲ့ရှိနေတာမဟုတ်ပြန်ဘူးမဟုတ်ပြန်တော့ကျွန်တော်တို့ဘက်ကမြန်မာအနေထားကြတော့ကုလသမဂ္ဂရဲ့စီမီစီကတိုင်းပြောမယ်ဆိုရင်ထိုင်ဝမ်ရဲ့အကူအညီကိုနိုင်ငံအနေနဲ့ကူညီတာကိုကြတော့အာကျွန်တော်တို့လက်ခံခံယူခက်ခဲတဲ့သဘောမျိုးသွားတွေ့ရတယ်ထိုင်ဝမ်ကလည်းသူကလည်းနိုင်ငံဖြစ်နေပဲကူညီခြင်းတယ်တဘောကဲနော်တရုတ်ကိုကြောက်ကြောက်နေပြောတာပေါ့နော်အတရုတ်ကတိုက်ရိုက်သူတို့အပိတ်ပေးတာဖြစ်နေမယ်ဘုံမျိုးသွားတွေ့ရတယ်ဆိုတော့ဒီကြားမှာတစ်ဖက်နှစ်ဖက်နားလည်မှုယူပြီးတိဆောက်ပြီးညှိနေကြတယ်လို့ကျွန်တော်ချမ်းမြင်သိရတယ်အဲ့တော့ထိုင်ဝမ်က ဒီအကူကြီးကနံပါတ်1လားသူ့ကိုနိုင်ငံအဖြစ်အသိမပြုဘူးကနံပါတ်နံပါတ်1လားဆိုရယ်မေကုန်းကိုထိုင်ဝမ်ကပဲပြန်ဖြေရမှာအဲ့လိုဖြစ်လာတယ်ကျွန်တော်တို့ကထိုင်ဝမ်ဖြစ်ထိုင်ဝမ်ကလာကူကြီးတော်လက်ခံလို့ရရင်ကျွန်တော်တို့ကနိုင်ငံဆိုတာမျိုးသတ်မှတ်ပြီးလိုက်ကျွန်တော်တို့သတ်မှတ်လို့မရဘူးဒါကုလသမဂ္ဂအသက်မပြီးမှရမှာဖြစ်နေတယ်ဒီလိုတော့ကျွန်တော်နားလည်ထားတယ်ဟိုပါပေါ့နော်အဲ့တော့ကျွန်တော်အမြင်ပြောရရင်တော့ထိုင်ဝမ်ကအခုဒါအဲနိုင်ငံအနေနဲ့လာမယ့်အစားတူပြီးအရက်ပက်အဖွဲ့အစည်းတစ်ခုသို့မဟုတ်ထိုင်ဝမ်ကူညီကြတဲ့အဖွဲ့တစ်ဖွဲ့အနေနဲ့လာကူညီရဲဆိုတဲ့ပုံစံမျိုးဆိုရင်ပြဿနာမရှိဘူးပေါ့နော် ကဲလေတစ်ဖက်နေပြန်ကြည့်လေဒုက္ခရောက်နေတာငါတို့ဒုက္ခရောက်နေတာလေကိုယ်နိုင်ငံဒုက္ခရောက်နေဟိုကလာပြီးစေတနာနဲ့ကူပြီးတာပစ္စည်းပစ္စည်းတွေတဲလာပြီးတော့လူပေါင်း100ကျော်နဲ့အမှပစ္စည်းတွေလည်းအစုံတဲလာပြီးတာကူညီတဲ့လူကိုပြန်ပြီးတော့ပြစ်ဖို့တဲ့အခြေအနေဖြစ်နေနော်နိုင်ငံအနေနဲ့ထိုင်ဝမ်နိုင်ငံပုံစံမျိုးလာရင်တော့အဲ့ကုလသမဂ္ဂနဲ့ပါထပ်ပြီးတော့ပြဿနာရှိနေတယ်အဲ့ကုလသမဂ္ဂကိုပဲဒီကိစ္စကုလသမဂ္ဂကိုပဲမေးခွန်းထောက်အောင်ပူတာဖြစ်သွားတယ်ဆိုတော့ထိုင်ဝမ်ကူညီမဲ့ကိစ္စကိုမြန်မာကလက်မခံနိုင်ဘူးကုလသမဂ္ဂအနေနဲ့ထိုင်ဝမ်ကိုနိုင်ငံဖြစ်နေသိမှပြူတာလားပြူရဲဆိုရင်မြန်မာကလည်းလက်ခံပေးလို့ရတယ် အဲ့တော့အဲ့တော့မျိုးကျွန်တော်နားလည်ထားပါတယ်ဒါလေးကိုကျွန်တော်ရှင်းအောင်ပြပြတာပါအဲ့တော့လူရင်းပြန်ပြောရရင်ထိုင်ဝမ်ကူညီချင်တာကသူကနိုင်ငံအနေနဲ့လာကူညီချင်တယ်ပြဿနာကသူကကုလသမဂ္ဂမှာနိုင်ငံဖြစ်နေစင်းသွင်းခံထားတာမဟုတ်ဘူးအဲ့တော့ကုလသမဂ္ဂမှာကျွန်တော်စင်းရင်ဝင်ပြီးသားဖြစ်တဲ့မြန်မာနိုင်ငံကြတော့နိုင်ငံအနေနဲ့သူ့ကိုထိုင်ဝမ်ကိုလက်ခံပေးလိုက်ရင်ကျွန်တော်တို့ကထိုင်ဝမ်ကိုနိုင်ငံလို့ကုလသမဂ္ဂထက်ကျော်ပြီးတော့သတ်မှတ်ပေးလိုက်သူအတိပဲတက်ရောက်နေတယ်တက်ရောက်နေတဲ့အခါကျတော့ကျွန်တော်တို့အဲ့လိုလုပ်လို့မရပြန်ကုလသမဂ္ဂရဲ့စီမံကိုကျွန်တော်ချုပ်ပါကြာသွားတယ်ဒီလိုရှိရအဲ့ဒါကြောင့်ကျွန်တော်မြန်မာအစိုးရကကြတော့ ဒီကိစ္စနဲ့ပတ်သက်လို့ထိုင်ဝမ်နဲ့နှစ်ဖက်ဒီနားလည်မှုရှိရှိတိစောက်ပြီးတော့အကူအညီကိုလာဖို့ဝယ်ကမ်းဖြစ်တဲ့ကြိုးဆိုတယ်ဒါပေမဲ့ကူညီတဲ့အခါမှာဒီအရက်ဖက်ဖွဲ့စည်းပုံစံမျိုးနဲ့ဒါတိလားဆိုအားလုံးနဲ့သဘောပေါက်ပါပြီနော်အဲ့တော့အချက်ဖက်စစ်ကောင်စီမေးအောင်လိုက်ကတော့တရုတ်ရဲ့လက်အောက်မှာဖြစ်တဲ့အတွက်တရုတ်ကမလာခိုင်းလို့မလာဘူးဆိုတာရှင်းနေတာပဲပေါ့နော်အဲ့တော့ဟိုဘက်ကလူသားချင်းစာနာတော်အဖြစ်မြန်မာပြည်သူကိုကူညီဖို့ပေါ့နော်ကိုလီကိုလီကိုစည်းရင်းနဲ့ကိုပေါ့နော်ငွေချီးတွေကအစအမပစ္စည်းတွေအစုံပေါ့နော်ဘယ်လဲဆိုလူပေါင်း100ကျော်လို့ပြောရအောင်နော်ခွေးတွေရောအကုန်လုံးပေါ့နော်စစ်ပစ္စည်းတွေနဲ့တာပေါ့ပေါ့တန်နဲ့ချီ တည်လာတဲ့ဟာတွေအကုန်လုံးကိုအဝင်မခံလို့ပြန်လဲသွားရဆိုရင်အနေထားဖြစ်ပါတယ်နော်ဒီလူတစ်ဖွဲ့သားပြန်ဟိုဝင်ရောက်ခဲ့တယ်ဆိုရင်ဟိုပါ၄50ယောက်ကဲနေကဲပဲထားအောင်နော်၄50ယောက်ရဲ့အသက်ဆိုလည်းနေတာမဟုတ်နော်အများကြီးလုံနေတယ်မြေအနေထားမှာတွေ့ရပါတယ်နော်အဲ့တော့ဒီလိုပြန်လဲခိုင်းနေဆိုကြတဲ့ကတော်တော်လေးကိုပြည်သူပေါ်မှာစေတနာမရှိမှရမ်းသိတာပါနော် ဲနောက်ထပ်ကျွန်တော်နားထောင်မဲ့သတင်းကတော့ဒီငလေလှုပ်တဲ့နေ့မှာကျွန်တော်တို့ဒီပြည်သူတွေရဲ့အိုးအိမ်တွေပဲထိခိုက်သွားတာမဟုတ်ဘဲနဲ့အချက်ဖက်စစ်ကောင်စီရဲ့ဒီလေဘဲတွေပေါ့နော်နေပြည်တော်မှာရှိတဲ့လေဘဲတွေအယောက်90လောက်လဲထိခိုက်သွားပြီထိခိုက်ပြီးတော့မသားတွေဖြစ်ကုန်နေဆိုတဲ့သတင်းပေါ့နော်တင်ဆက်ထားတဲ့ဒီရဲဝရှမ်းတွေကလည်းနားထောင်နားထောင်ကြည့်လာအောင်နော်ဒါအစလေးပဲရှိပါသေးတယ်ဟုတ်ပြီကျွန်တော်ရင်မိပါတယ်ဒါတော့လေတဲ့စကန်ကလေရင်မှုအပါဝင် လေတဲ့လူသားတွေပြီးတော့မိသားစုဝင်တွေအပါအဝင် ကနဦး90တိစုံသွားပြီးတော့ပြင်းထန်တဲ့ထိခိုက်ဒဏ်ရရှိထားတဲ့အခြေအနေတွေကိုဒီနေ့ထုတ်ဖော်ပြောဆိုပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါလင်းပြင်းလန်းတွင်နဲ့တိုက်လေရင်၃စီးပါဆူဆူဝါဝါပျက်စီးခဲ့ရပါဒါဆိုရင်တော့ကျွန်တော်တို့ပြည်သူတွေအတွက်ဒီကနေ့ပထမအဦးဆုံးကြားရတဲ့သတင်းကတော့ကျွန်တော်မိဘတွေကြားချင်ဆုံးတော့ တည်တင်းဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့ပါလေရင်မှုတွေလေတဲ့လောက်သားတွေမိသားစုဝင်တွေအပါဝင်90ကျော်တိတ်ဆုံးခဲ့တယ်လို့ကျွန်တော်တို့လီဒတ်ရဲ့တတွင်းကနေပြီးတော့ပေးပို့ထားတဲ့တည်တင်းတွေရကျွန်တော်တို့သိရှိထားရပါတယ်အဲ့ဒီမှာလီဘဲလေရင်မှုလေလောက်သားတွေအပါဝင်ဒီကောင်တွေရဲ့အလောင်းတွေအလောင်း90ကျော်ပေါ်ထုတ်ထားပါတယ် ဆိုတော့ဘလောက်ထိထွက်ပြီးတော့ဒါသူတို့တွေတေကြအောင်မယ်ဒီကိတ္တံရရှိထားတဲ့အခြေအနေကလည်းပြင်းထန်တဲ့အခြေအနေမှာထပ်ပြီးတော့လည်းတေဆုံးဖို့ရှိနေပါတယ်ဒါတွေကိုလည်းသူတို့တက်တွင်းမှတိတိချာချာလေးကိုတရင်ကိုလှုပ်ဝက်ထားပြီးတော့ဖုံးဖိပါအောင်မယ်အဲ့ဒီဖုံးပြီးတဲ့လှုပ်ဝက်ချက်တွေကိုလည်းကျွန်တော်တို့ကကျွန်တော်တို့မိဘတွေသိအောင်လည်းပေါ်ထုတ်ပေးပါအောင်မယ်ဟုတ်ပါတယ်အဲ့ဒီမှာထူးခြားတဲ့အချက်ရှိတယ် ဆိုတော့ပြည်သူကိုတတ်ဖို့ဖြတ်ဖို့ပြည်သူကိုဘုံကျဲဖို့အတွက် ပြင်ဆင်နေတဲ့အချိန်မှာငလင်လှုပ်ခတ်သွားတာဘလောက်တောင်ထူခြားချက်ကျွန်တော်တို့28ရက်နေ့မှာပဲနောင်ချိုကိုလေချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ဖို့အတွက်ပြင်ဆင်နေတယ်တိုက်နေရင်ဒစီအဲ့ဒီငလင်ဒဏ်နဲ့အတူပါသွားတာပါအဲ့ဒီတိုက်နေရင်လည်း ပျက်စီးသွားခဲ့ရတယ်။ဒါအပြင်အရေးပေါ်အတွက်အသင့်ပြင်ဆင်ထားတဲ့တိုက်လေရင်နှစ်စင်းလဲပျက်စီးခဲ့တယ်။ဒါဆိုရင်တော့စုစုပေါင်းတိုက်လေရင်3စင်းကျွန်တော်တို့ရရှိထားပါပြီ။ကျွန်တော်တို့กินစရာမလိုပဲနဲ့ငှက်กินအောင်မလိုပဲနဲ့ရလိုက်တဲ့ဒါဖိုးတန်တဲ့ပစ္စည်းတွေပါဟုတ်ကဲ့ပါလေကြောင်းတက်ခတ်ရေးအတွက်ပြင်ဆင်နေတဲ့အဲ့ဒီလေရင်ကိုကူညီပေးနေတဲ့ ကားတစ်စီးပြီးတော့လေကာကားနှစ်စီးအဲ့ဒီကားနှစ်စီးအဲ့ဒီအလုံးပေါင်းစုပေါင်းကားသုံးစီးဟာလဲပဲအဲ့ဒီလေချောင်းကျွန်တော်တို့အဆောက်အုံငလင်းတန်းချောင်းပြူကျသွားတဲ့အချိန်မှာအဲ့ဒီကားကိုမောင်းပေးနေတဲ့အပေါင်းအပါလေးခေါင်ရင်မောင်းလေးခေါင်လဲပွဲချင်းပြီးတေဆုံးသွားခဲ့ပါတယ် ကဲဒါတော့ဗောနရဲဘော်ရှယ်လေးတိဆက်ထားတယ်နေပြီးတော့တဲကလေဘဲတွေစစ်ခွေးတွေရဲ့ဒီတေဆုံးဆေးပဲဖြစ်ပါနော်အဲ့တော့သူတို့အချမ်းပဲဒီပြည်သူတွေကိုအချမ်းဖက်ဖို့ဗောနလေရင်နေနဲ့စုပြီးတော့လှုပ်နေတဲ့အချိန်မှာငန်းနေလှုပ်ခတ်ပြီးတော့အသေးဆုံးများသွားတယ်လို့သတင်းကြပါဗောန ကဲနောက်ထပ်တရင်ဘောကတရင်ကောင်းဖြစ်ပါရနော်အချက်ပဲစစ်ကောင်စီရဲ့အခုလိုမျိုးပေါ်တော့ငလင်တွေလှုပ်ပြီးတော့ပြည်သူတွေဒုက္ခရောက်တဲ့အချိန်မှာလင်းနဲ့ဘုံကျဲမှုကိုဒီတိုင်းရက်ကြည့်နေတဲ့နိုင်ငံတွေကမင်းအွန်လိုင်းနဲ့အလိုတူအလိုပါပဲဖြစ်တယ်ဆိုထိုင်းနိုင်ငံကခြေညာလိုက်ပြီဖြစ်ပါနော်အဲ့ဒါနဲ့ပတ်သက်ပြီးတင်ဆက်ထားတဲ့ကိုစီးရဲ့ဗီဒီယိုချန်နယ်တော့ကြည့်အောင်နော်ခံနေရတဲ့မြန်မာပြည်သူတွေကိုနောက်ထပ်လေချောင်းတိုက်ခိုက်မှုတွေမှာလှုပ်လို့နော်ဒါကိုဝိုင်းဝန်းရှုတ်ချပြီးတော့နိုင်ငံတကာအနေနဲ့ဒီတိုင်းရက်ကြည့်နေမယ်ဆိုဒါဟာအလိုတူအလိုပါဖြစ်တယ်လို့ထိုင်းလွှတ်တော်အမတ်က နော်မေကုန်းထုတ်လိုက်ပြီးတော့ဒက်ပြောထားပါမယ်အဲ့ဒါအကြောင်းလေးကိုကျွန်တော်အရင်ဖတ်ကြမှာတူရေးထားတဲ့ပို့လေးကိုပေါ့နော်ဘာသာပြန်ထားတာဖြစ်ပါတယ်ငလင်းတဲ့ခံနေရချိန်လေချောင်းတိုက်ခိုက်တာတွေဘာကြောင့်များလုတ်ရတာလဲလို့ထိုင်းလွတ်တော်အမှတ်မေကုန်းထုတ်စစ်ကောင်စီကိုဝိုင်းမချုပ်ရှာရင်လိုဒူအလိုပါဖြစ်နိုင်တယ်လို့ထောက်ပြမြန်မာထိုင်းနဲ့တရုတ်နိုင်ငံတို့ရဲ့အစိပ်ပိုင်းတချို့မှာကြီးမားတဲ့ငလင်တန်းကိုခံစားနေရသူတွေကိုကူညီနေချိန်မှာပဲစစ်ကောင်စီဟာနိုင်ငံတော်ကဒေသအတော်များများမှာလေကြောင်းကနေတိုက်ခိုက်နေတာကိုဘလို့လှုပ်ပြီးလှုပ်ရတာလဲ ျွန်တော်ပထမဆုံးပြောချင်တာကဒါဟာလိုအပ်လို့ကျွန်တော်ပြောရခြင်းမှာအိန္ဒိယနိုင်ငံရဲ့အခြေအနေကိုပြောရတာဟာထိုင်းကိုလည်းတက်ရိုက်ထိခိုက်စေလို့ပါပဲပြီးတော့ကျွန်တော်တို့အနေနဲ့ဘာမှမလုပ်ဘဲငြိမ်ကြည့်နေမယ်ဆိုရင်ဒီအခြေအနေကိုလက်ခံတဲ့လူတွေလိုလူမျိုးဖြစ်သွားမှာပေါ့မြန်မာနိုင်ငံမှာငလင်လုတ်ပြီးတဲ့ကစစ်ကောင်စီဟာမကွေးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းတို့မှာလေထောင်းကနေပို့ပြီးတိုက်ခိုက်နေတယ်လို့တရင်တွေမှာစက်တိုက်ထွက်နေပါလေမတ်လ28ရက်နေ့ကစပြီးမနေ့ကထိတိုက်ခိုက်နေပြီးစက်ပြီးလုံလိမ့်မယ်လို့လည်းခန့်မှန်းနေကြတယ် ဘာတွေဖြစ်နေတာလဲဒီလိုဆိုရတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေမျိုးမှာမြန်မာနိုင်ငံမှာရှိတဲ့စစ်ပွဲတွေကိုချက်ချင်းရပ်ဖို့စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကိုချက်ချင်းရပ်ဖို့နီလန်းပေါင်းစုံနဲ့ပူးပေါင်းဆောင်ရွက်မှုတွေနဲ့တောင်းဆိုရပါမယ်စစ်ကောင်စီကကိုယ့်လူမျိုးကိုကိုပြန်ပစ်ခတ်နေတာကြောင့်အခြေအနေကပိုဆိုးလာပါလိမ့်မယ်အလင်းကြောင့်ရောစစ်ပွဲကြောင့်ပါနေရဲစွန့်ကွာထွက်ပြေးရလူတွေပုံများပါလိမ့်မယ်ဘုဆိုရင်၃တန်းမှ၅တန်းကျော်ရှိနေပါပြီ။နောက်ဆုံးမှာတော့ထိုင်းနိုင်ငံဟာမြန်မာနိုင်ငံကဒုက္ခတွေကိုအများဆုံးလက်ခံရမယ့်နိုင်ငံဖြစ်လာပါလိမ့်မယ်။ ကဲဆရာနောက်ထပ်ပါနော်သူတုံးတက်ထားတယ်နောက်ကြည့်လာနော်အဲ့လက်ရှိတန်းဖက်စစ်ကောင်စီဟာသူတို့မှလေရင်ဝင်မတုံးလို့ရှိရင်လက်ရှိတနိုင်ငံလုံးမှာလက်နက်ချအညံ့ခံရမယ့်အနေအထားဖြစ်နေတာပါတည်ကြတယ်ဒါအောင်လဲစစ်ကောင်စီထောက်ခံတဲ့ဒုတိယနဲ့ငင်းလို့မရပါဘူး ငင်းတော့ဈေးရမယ်ဆိုရင်စစ်ကောင်စီအနေနဲ့လေတက်ဖို့လုံးဝအတုံးမပြုဘဲနဲ့လက်ရှိတူးမီးတဲ့စတဲ့ PDF တွေကိုတိုက်ရဲလားဆိုတဲ့စကားတစ်ခွန်းမဲမေးပါမယ်။တော့မနိုင်တော့ဘူး။လေယုံမအတုံးမပြုရင်လက်ရှိစစ်ကောင်စီတက်ဟာပြည်သူကိုဒူးထောက်အရှုံးပေးဖို့ဖြစ်နေပြီ။ဒါကြောင့်မို့လို့မဲမဲမြင်အောင်ပုံပုံနိုင်ကျနေတာ။တော့သူတို့စိတ်ထဲမှာပြည်သူအားလုံးဒီသူတို့ရဲ့ရန်သူဖြစ်တတ်မှတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ကျင်းရွာတွေပေါ်ကိုသူတို့ဘုံကျဲချတဲ့ရွာတွေကိုမီးရှို့ဖြစ်စည်းတာတွေလုပ်နေတာပါ။ အဲ့တော့အချအချားချိန်ဒီမှာလောက်တာကတော့နော်ကဘာအနေနဲ့ထိုင်ကြည့်ရဆိုကြားကောင်းပါအောင်မယ်အခုလို့တကဘာလုံးကဒီမြန်မာငလျင်အတွက်ဝိုင်းဝန်းကူညီနေကြတဲ့အချိန်မှာသူများနိုင်ငံတွေကတော့ကိုယ်နိုင်ငံရဲ့ကြားရောက်နေတဲ့တဘာဘေးအန္တရာယ်ဒုက္ခတွေကိုလာရောက်ကူညီနေတဲ့အချိန်မှာကိုယ်နိုင်ငံရဲ့စစ်တပ်ပါလို့သူတို့သူတို့ခံယူထားတဲ့လူတွေကတီတူကိုအခုလို့ဘုံကျဲနေတာဘလို့လှုပ်ကြမှာလဲစစ်တပ်ထောက်ခံတဲ့လူတွေအနေနဲ့မရှက်ကြတာလားငါတို့ကဘာဖြစ်ဖြစ်တတ်မတော်ဖြစ်တဲ့ဆိုတော့ တလိမ့်ဆန်အတိတရားတလိမ့်ဆန်အသွေးခွန်နဲ့ပဲအားပေးကြတာလားတော့ပြောမတတ်ဘူးအခုလိုဆိုကြည့်တော့သူများနိုင်ငံလွတ်တော်အမတ်ကစမေခိုးနဲ့ထုတ်ပြီးတော့ချုံချနေပြီးရှက်တန့်ရင်ဒါဟာရှက်စရာကြီးကျွန်တော်ဒါစစ်တမ်းထောက်ခံတဲ့လူတယောက်ဖြစ်နေမယ်ဒီချိန်မှာဆိုရင်ဒီလိုမျိုးသူများနိုင်ငံလွတ်တော်အမတ်ကစသူတို့ပြောဆိုလာမှုပေါ်မှာရှက်စရာကြီးတော့အဲ့တော့လက်ရှိချိန်မှာကျွန်တော်တို့ရဲ့ငလင်အချိန်ကဘလောက်ဖြစ်မလဲအားလုံးအကူ1800ကျော်ပြီးစိန်ကြီးကတစ်ဖြည်းဖြည်းနဲ့တက်လာတာတေဆုံးအဲ့တော့ဘလို့ပဲဖြစ်ဒီငလင်မှာလူပေါင်းအ ਨੇ စုံ1800 လေးငါးတောင်တော့ဖြစ်သွားနိုင်မယ်လို့ကျွန်တော်တို့ကတော့ခံမှန်းတယ်။နောက်ထပ်အခုသခိုင်းဘက်မှာဆိုရင်အပုပ်နဲ့တွေတော်တော်ထွက်နေပြီ။နော်။သခိုင်းကိုတွားတဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကိုတွားနေတိုင်းလုံးဝတွားခွင့်မပေးဘူး။ဟုတ်တယ်။ဒီပကုညီကယ်ဆယ်ရေးအဖွဲ့တွေကိုတွားခွင့်မပေးတာကိုခဏထားလိုက်ပေါ့။နော်။ပြည်တွင်းမှာရှိတဲ့ပေါ့နိုင်ငံသားအချင်းချင်းဗျာအခြားမျိုးကအခုသခိုင်းမှာဟိုပိတ်မိနေတဲ့ပြည်သူတွေတွားခဲ့ဖို့အတွက်အခြားမျိုးကကုညီကယ်ဆယ်ရေးအဖွဲ့တွေတွားမှာတော့မှစစ်ကောင်စီကလုံးဝပေးမလို့ဘူး။နောက်တစ်ချက်ကနိုင်ငံတကာရဲ့တည်င်းတောက်တွေကိုလုံးဝတည်င်းယူခွင့်မပေးဘူး။ စဉ်းစားကြည့်ဘာဆိုင်လဲဟမ်သူတို့မှာကင်မရာပဲပါတယ်ဗျာဒါသူတို့ဒီလက်ရှိငလျင်နဲ့ဖြစ်ပေါ်နေတဲ့အရာကိုကဘာကြီးကပုံမတိရှိအောင်နိုင်ငံတကာအနေနဲ့ဒီမြန်မာပြည်သူတွေဒုက္ခကိုပုံမကူညီနိုင်အောင်လို့နိုင်ငံတကာသတင်းတောက်တွေကိုပေးဝင်ပြီးတော့သတင်းကြီးဝင်ပေးမယ်ဆိုရင်ကဘာကြီးနေတဲ့အမြန်မာပြည်မှာဒီလိုဖြစ်နေပါလားစစ်ပွဲတွေတို့ခံစားရတဲ့အပြင်ပြည်သူတွေဘုံကဘယ်လိုဖြစ်နေပါလားကဘာအနေနဲ့မြန်မာအပေါ်အာယုံစိုက်လာမယ်ပို့ပြီးတော့ကူညီကယ်ဆယ်မှုတွေလုပ်လာမယ်မြန်မာပြည်သူတွေဘက်ကပို့ရက်တည်လာမယ် အမှန်တရားဘက်ကပိုရက်တည်လာမယ်ဒါကြောင့်မလို့ဒီအဓမ္မကောင်းတွေကတည်င်းတောက်တွေကအစနိုင်ငံသားတင်းတောက်ကိုလုံးဝပေးမွေဘူးလို့ဇော်မဲနွားကညင်းခဲ့တာနော်နောက်တစ်ခုကထိုင်ဝမ်ကုညီကယ်ဆယ်ရေးအဖွဲ့တွေကိုလုံးဝပေးမွေဘူးအဲ့တော့ထိုင်ဝမ်ကုညီကယ်ဆယ်ရေးအဖွဲ့တွေကနော်အနက်ခံခွဲတွေနဲ့အတူလက်ရှိတစည်းအပြည့်အဝနဲ့ပြည်ဝင်ခွင့်တောင်းတယ်ဒါပေမဲ့စစ်ကောင်စီကတူပထွေးတရုတ်ကထိုင်ဝမ်ကိုနိုင်ငံအဖြစ်အတိမတ်မပြုဘူးလို့တူကိုယ်တိုင်ကလက်မခံဘဲနဲ့ဒီကုညီကယ်ဆယ်ရေးအဖွဲ့တွေကို လက်မခံဘူးအဲ့တော့လက်ရှိထိုင်ဝမ်ကလာတာဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလာလောက်တာစစ်ပွဲနဲ့လည်းမဆိုင်ဘူးနိုင်ငံရေးနဲ့လည်းမဆိုင်ဘူးเนาะဒီနေရာမှာလူတွေဒုက္ခရောက်နေအတွက်ဒီနေရာကလူတွေကလာကူညီတာဒါပဲเนาะအဲ့ဒီပေါ်မှာတောင်မှ အောက်မှာအခုသခိုင်းမှာအပုံနဲ့နေထွက်တဲ့နေရာထွက်နေအဲ့တချို့တွေဆိုရင်ခြေထောက်တွေပိထားတယ်လက်တွေပိထားတယ်လူကမပိသေးဘူးဒီလိုဟာမျိုးတွေကကယ်ဆယ်ရေးအဖွဲ့များများရှိမယ်ဆိုရင်ကျွန်တော်တို့ကအတက်တွေကို အသက်တစ်ချောင်းရတစ်ချောင်းကဲတင်နိုင်မှာဒါပေမဲ့လည်းအခုစစ်ကောင်စီရဲ့လုပ်ရကြောင်းအချိန်တွေဆွဲနေရတယ်ကုညီကဲစဟေးဘွက်တွေသွားကြတယ်သွားလို့မရဘူးအော်ကဲကဲတင်လို့မရဘူးကဲစဉ်းစားကြည့်ဖြစ်နေတဲ့ပုံကသူကဘာလုပ်နေလဲဆိုတော့သူကဘုံလိုက်ကျင်းနေဟမ်ဘယ်ပြန်သွေးကြည့်ရင်ကြာချက်စရာကြီးသူများနိုင်ငံလူတွေကလာကူညီနေတယ်ဒီမှာကူညီကယ်ဆယ်ရေးမလောက်လို့ကကူညီနေတဲ့အတိုင်းနောက်ထပ်ငလင်ထပ်လုပ်လို့မပေးလို့ထပ်နေတယ်ကယ်ဆယ်ရေးဖွဲ့တွေက သူအိမ်ရှင်လောက်တဲ့သူကသူ့အတူတိုင်းပြည်ရဲ့တပ်မတော်ပါပြည်သူကိုကာကွယ်မဲ့တပ်မတော်ပါလို့ကြွေးကြော်ထားတဲ့ကောင်တွေကဘာလုပ်နေလဲလှည့်ပြီးလိုက်တော့ဟာဟမကိုပြည်သူကူပြန်တက်နေတယ်ငလင်လောက်လို့မသေးပဲကြံတဲ့လူဟာကေရှင်သားဆိုင်နော်ပြောပြစကလုံးမရှိတော့တဲ့အောက်တန်းသားတွေတကယ်အောက်တန်းသားဒီလိုမျိုးအောက်တန်းသားတွေအုတ်ချုပ်တာကိုကျွန်တော်တို့အပေါင်းကျွန်တော်တို့မျိုးဆက်အတွက်လက်ခံမှာလားနော် IUT ကူညီကယ်ဆယ်ရေးလုံးဝလက်ခံဘူး MNDA ကူညီကယ်ဆယ်ရေးလုံးဝလက်ခံဘူး KIO ကူညီကယ်ဆယ်ရေးလုံးဝလက်ခံဘူး ဘာမှလုပ်လို့မရဘူးပြည်သင်ကအင်အားစုတွေကကူညီကယ်ဆယ်မှုကိုလုံးဝလက်မခံဘူးစဉ်းစားကြည့်အဲ့တော့ဒီလောက်တော့ရုံမှအောက်တန်းကြားတဲ့ကောင်တွေကိုကျွန်တော်တို့ဒီတော်နိုင်မှာနိုင်အောင်တိုက်ရင်တိုက်မတိုက်ရင်ကျုပ်တို့ပြည်သူဘဝနောက်ထပ်နောက်ထပ်တဲ့အသက်တွေအများကြီးပေးအောင်ပါပဲမကူနဲ့တဘောဘေးနဲ့ဆိုမြန်မာပြည်မှာအချိန်ကြီးပြတ်လာနိုင်တယ်ဘာဖြစ်လို့လဲမိုးတွင်းမဲ့လာအခုငလင်းလောက်ထားတဲ့တောတောင်ရေပြည်တွေမရှိတော့လာမဲ့မိုးနော်ဒီစစ်ကောင်စီက မစင်မစင်ဒီရွှေသူလုပ်ငန်းတွေမြေချားလုပ်ငန်းတွေဓာရီလှုပ်ထားတဲ့အတွက်တောတောင်တွေအကုန်လုံးမြေချောင်းအင်းရံတွေပိတ်ဆို့နေပြီ။ဒါပေမဲ့မိုးကြိုင်ရေကြီးရေချမ်းမှုဖြစ်အောင်မယ်။နော်ငလင်ဆိုရတဲ့မြန်မာနိုင်ငံရဲ့ဒီစကိုင်းပြည့်ရွကြောကြီးကကဘာနာမည်ကြော်ကြီးနော်အိန္ဒိယကြောက်ကြနဲ့စွန်သာကြောက်ကြနှစ်ခုကိုဒီလိုအိန္ဒိယကြောက်ကြဘက်ကတိုးတဲ့အချိန်မှာဒီကြောက်ကြကြီးကဒီလိုရွေ့တာမဟုတ်ပဲနဲ့ဒီလိုဒီလိုရွေ့တဲ့အတွက်ပို့ပြီးတော့ပို့တိုက်မှုတွေများတယ်ဒီနေ့ပဲညီကြောက်ကျွန်တော်ဒီဖုန်းထဲမှာ application နဲ့မြေပုံနဲ့ထောက်ပြပြီးရှင်းပြသွားတယ် နော်အဲ့တော့ဒီကြောက်ဖြာတွေရွေ့ရှားမှုကတကဘာလုံးဖြစ်တယ်ဆိုပေမဲ့မြန်မာပြည်ဒီသခိုင်းတဲ့ရေတော့အဓိကဖြစ်တာအဲ့တော့နောက်ထပ်လည်းထပ်မဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးအဲ့ဒါပေမဲ့ဒီလိုမျိုးနော်ပြည်သူပေါ်စာနာစိတ်ကင်းမဲ့အာနာယူဖို့တော့တိတဲ့ကောင်တွေဒီတိုင်းကြီးမှာတအောက်ချုပ်နေပြီးတော့ကျွန်တော်တို့ပြည်သူပေါ်ကနောက်ထပ်လည်းအတက်တွေမစရေတွေမဲ့တက်စရေအောင်ပါဒါကြောင့်မလို့ဒီတော်လှန်ရေးကကျွန်တော်တို့နိုင်ဖို့လိုတဲ့တော်လှန်ရေးဆိုတာဒါကိုပြောတာပါနော်အားလုံးဘေးရန်ကင်းကြပါစို့ ဒီလိုမင်းစိုးမင်းရုပ်လက်ကနေအများဆုံးလွတ်မြောက်ကြပါစေလို့မြန်မာပြည်သူအားလုံးတွေဆုတောင်းပေးပါတယ်ဟုတ်ကဲ့ဒါကတော့ကိုစီပြောတဲ့သတင်းပဲဖြစ်ပါတယ်เนาะအဲ့တော့ကြားရတဲ့အချိန်မှာမင်းအောင်လိုင်းရဲစက်ရုပ်မှာပုံကတော့လုံးဝ ဒီပြည်သူတွေပုံပေါ့နော်လောကစေတနာမရှိတာတော့တေချာနေပြီအဲဒါပေမဲ့လည်းကျောင်းတော်လိုင်းတက်ဖွဲ့တွေမှာလည်းအခုချိန်မှာဆိုရင်ကိုလောက်အောင်အလုပ်မျိုးကိုဟိုပြည့်ပြည့်တသားလုပ်လုပ်ဖို့လည်းတကယ်ပဲအရေးကြီးပါတယ်နော် focus တွေပြတ်ဖို့လိုတယ်အခုချိန်မှာဆိုရင်ပြည်သူတွေနှစ်နာတာနှစ်နာတာပေါ့နော်ဒါပေမဲ့လည်းအခုချိန်မှာဆိုရင်ကုကျင်တဲ့နောက်ကုလို့မရအောင်နော် MMDA တို့ဒီညီတော်သုံးဘွားကုမင်ဆိုတယ်လက်မခံဘူး KIA ဒီ KIO ကလာပြီးတော့ကုမင်ဆိုတယ်လက်မခံဘူးနော် AUG ကလည်းအခုဆိုရင်နှစ်ပတ်အပြည့်အဝရထားပြီးတော့ဒီ CDN ဝန်ထမ်းတွေလာကုမယ်ဆိုတာလည်း အဝင်မခံဘူးနော်မနေ့ကဆိုဒေါက်တာဇော်ဝေဆိုးဆိုရင်နော်ဒီမန်းလေးလာမယ်နေပြီးတော့လာမယ်ဆိုပြီးပြောတာပြောတာနေရှိတယ်ဗောနော်ဒါပေမဲ့တကယ်ပဲတကယ်စဉ်းစားကြည့်လဲဆိုအသက်အန္တရာယ်တော်တော်နီးတဲ့ကိစ္စတွေဖြစ်ပါတယ်နော်ဒါဒါပေမဲ့အကြမ်းဖက်စစ်ကောင်စီကခုချိန်ထိ ရက်ဆက်ရုပ်မှပြီဘယ်သူမှအဝေးမခံပါတော့။သခိုင်းဆိုရင်အခုဒီတိုင်းပဲထိုင်ကြည့်နေတဲ့အနေအထားဖြစ်ပါတော့။အဲလိုသတင်းမီဒီယာနဲ့ဝန်ခွင့်မပေးဘူးပါ။မနေ့ကမှဒီမလေးရှားကိုမလေးရှားတင်းကိုနော်ဝန်ခွင့်ပေးပြီးမှကယ်ဆယ်နေတဲ့အနေအထားဖြစ်ပါတယ်နော်။ဒါတွေကိုလည်းဒီသတင်းမီဒီယာမှာကျွန်တော်ဟိုဝေစာမတွေ့ရဘူးနော်။သတင်းထင်ကြံမှုတွေတွေ့ရှိတယ်ဆိုတော့ကျွန်တော်သိရပါတယ်နော်။အဲ့တော့ဘာဖြစ်လို့အချမ်းပဲစစ်ကောင်စီမရောက်လာရတော့ဒီတိုင်းမှာဘုံကျဲနေတာဖြစ်တဲ့အတွက်ဒီသူ့ရဲ့စနစ်ကမပြောင်းလို့မရပါဘူးနော်။ကျွန်တော်တို့ကလင်ဘေးကလည်းကလင်ဘေးပေါ့နော်။ဒါပေမဲ့သူ့ရဲ့စနစ်ကိုကျွန်တော်တို့ဖျောက်ဒီတိုက်ထုတ်နေတဲ့ဟာလည်း ီတိုင်းတိုက်ထုတ်ဖို့လိုတယ်ဆိုတာကိုမမေ့ဖို့တိုက်တွန်းရင်းနဲ့ကျွန်တော်ပြည်သူလူဆုံးသက်လိုက်ပါရနော်။ဟုတ်ကဲ့အစားဆုံးကြည့်ပြီးတော့မိဘပြည်သူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကြီးကိုယ်ကြီးကျန်းမာကြီးနဲ့ပြည့်စုံပြီးတော့ချက်ဖက်မင်းအောင်လာရဲ့စစ်ပေးကလင်ပေးရနေကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါခင်ဗျာ။